မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရှမ်းမြောက်တီဘောမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ချင်းမြန်တပ်ရဲခမရ903 904တပ်စခန်းတွေမှာဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်ရဲ့မိသားစုဝင်တွေ192ဦးကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ TNL ကပြန်လည်လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စစ်ကောင်စီတပ်ရဲ့903တပ်စခန်းကို စက်တင်ဘာလ26ရက်နေ့မှာဝင်းရောက်တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာစခန်းအတွင်းမှာရှိတဲ့အိမ်တော်စု38စုကကြားဆက်တဦးမ48ဦးကလေး43ဦးစုစုပေါင်းတရ2ဦးကို TNL ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်904တပ်စခန်းကိုစက်တင်ဘာလ28ရက်နေ့မှာထပ်မံသိမ်းပိုက်တဲ့အချိန်အဲ့ဒီတပ်အတွင်းထဲမှာရှိနေတဲ့အိမ်တော်စု34စုကကြားဆက်6ဦးမ39ဦးကလေး34ဦးစုစုပေါင်း89ဦးကိုလည်းထပ်မံဖမ်းဆီးရမိကြောင်း TNL ရဲ့ထုတ်ပြန်ချက်အရသိရပါရယ် ဖမ်းဆီးရမိထားတဲ့အဲ့ဒီတပ်မိသားစုဝင်တွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့အော်တိုဘားလ12ရက်နေ့မှာတောင်းတမ်ရော DNA လေးကကားလေးစီးနဲ့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒီဘောမှာနောက်ဆုံးကြံရှိနေတဲ့ချေလင်တိုင်ရဲ့ခလာရ23တက်ကိုလည်းတောင်းတမ်ရော DNA လေးကအော်တိုဘားလ73ရက်နေ့နေ့လယ်ပိုင်းမှာတင်ပိုင်နိုင်ခဲ့ပြီးတော့ဒီဘောတစ်ခုလုံးကိုအလုံးစုံတင်ပိုင်လိုက်တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တရုတ်နိုင်ငံရဲ့နယ်စပ်မြို့ဖြစ်တဲ့ပန်ဝါမြို့ကစစ်ကောင်စီလက်အောက်ခံအမှတ်133ရဲ့နယ်ကြားစောက်တပ်ဌာနချုပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကအော်တိုဘားလ14ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ န်ဝါမျိုးနဲ့ငားမိုင်ခန်းအကွာ အမှတ်133 3နှစ်နေကြားဆောင်တက်ဌာနချုပ်လုတ်ပြေကိုအော်တိုဘာလ14ရက်နေ့မှာမနက်10နာရီကစတင်ပြီးတော့ထိုးစစ်အရှိန်ဟုန်မြင့်တင်ခဲ့ရာညနေ6နာရီခွဲမှာတိမ့်ပိုင်နိုင်ခဲ့ပြီးတော့တုံမန်းနဲ့လက်နက်ခဲယမ်းများရရှိခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်ကအတိပေးထားပါတယ်။နခတ်တ133 3နှစ်ကိုရတာအတိပြုပါတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒါကြောင့်ပန်ဝါမှာစစ်ကောင်စီရဲ့ view ဟာရှေတန်းခလာရ29တက်နေကြားဆောင်တက်133 3နဲ့133 3 ပြည်သူစစ်အင်အားများကြံနေသေးတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်အထူးတက်ဒေတာတစ်ခုလုံးမှာပေါ်လို့စီရဲသတင်းရင်းမြစ်ကစစ်ကောင်စီလက်အောက်ခံဥစခုံတိန်ရင်းရဲ့အခြေအထူးဒေတာတက်နယ်မြေအတွင်းမှာကြံနေတဲ့စစ်ကောင်စီတပ်ရဲ့အခြေအနေကိုပြောပြခဲ့ပါတယ်။တခြားသတင်းရင်းမြစ်တခုကလည်းသူတို့လူပီနာကတစ်တုံညာတုံညာနဲ့တိုင်ရင်ကုန် အဲ့ဒါတော့14ရက်နေ့ကတင်လိုက်တယ် BGF တွေကသူတို့ပေါင်းစုံရှိတဲ့နေရာဖြစ်ပါတယ်အဲ့ဒီဘေးနားမှာကြံနေသေးတာကတော့1 3 3 1နဲ့1 3 3 3ရှိနေသေးတယ်ပန်ဝါမှာဝင်ဖို့အတွက်အဲ့ဒီနှစ်ခုရှိနေသေးတယ်လို့ပြောဆိုထားပါတယ် BGF ကတိုက်ရတာမခတ်ဘူးပြဿနာက BGF ကတွေ့သမျှလူတွေအကုန်ပေါ်တာလိုက်ဆွဲနေတာကားသမားတွေအများကြီးပဲပါသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်ပန်ဝါတိုက်ပွဲအတွက်မှာစစ်ကောင်စီကလေကြောင်းကနေပြစ်ခတ်ခဲ့ပြီး မြို့ကန်များဟာတရုတ်နိုင်ငံဘက်ကိုထွက်ပြေးခိုလုံနေကြရတယ်လို့သတင်းရရှိပါတယ် KIA နဲ့ပူးပေါင်းတပ်ဖွဲ့များဟာစက်တင်ဘာလကုန်ပိုင်းမှာခြိဝင်နဲ့ဆော့လုံမြို့ကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့ပန်ဝါမြို့ကိုဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်ပန်ဝါမြို့ဟာခြိဝင်မြို့နယ်မှာပါဝင်ပြီးတရုတ်မြန်မာနယ်စပ်မြို့ဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့အကြီးစားတောက်တိုင်ဖြစ်တဲ့ဥစကုံတိတ်ရင်ဥဆောင်တဲ့နယ်ကြားဆောင်တပ်ဟာပန်ဝါမြို့မှာအခြေစိုက်ထားပြီးတော့မြေရှားတပ်တို့ထုတ်လုပ်မှုများအကြီးအကျယ်ပြုလုပ်နေတယ်လို့ဒေသခံများကပြောပါတယ် KAI ကကချင်အထုဒေတာတဲ့နေမြေမှာရှိတဲ့စတုံးဒေတာကိုဇွန်လအတွင်းက၎င်းချီဝေမျိုးကိုစက်တမလကုန်ပိုင်းက၎င်းဆော့လော်မျိုးကိုအော်တိုဘာလဇန်းပိုင်းက၎င်းအပိသက်သိမ့်ပိုက်ထားပြီလို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့ချီပွေပန်ဝါးချားမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းပြည်သူ့စစ်တပ်စခန်းနဲ့ BGF တပ်စခန်းများကိုဆက်လက်တိုက်ခိုက်လျက်ရှိရာ BGF 1332တက်ထန်သားချုပ်ကို14ရက်နေ့ကသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့ကန္နာလန်းမှာစီတင်မုံများမီးလောင်ပြီးတော့ပောက်ကွဲတံတွေကျဲလောင်စွာထွက်ပေါ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၁၄ရက်နေ့မွန်လယ်၃ :30 မိနစ်ခန့်မှာဒဝယ်မြို့ကန္နာလန်းမှာစီတင်ထားတဲ့တင်မုံများမီးလောင်ပောက်ကွဲပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကလက်ရှိအချိန်မှာမီးတပ်ကားများနဲ့မီးငြိမ်းတပ်နေတယ်လို့သိရပါတယ်။ဒဝယ်မြို့ကန္နာလန်းကာစတန်ဘောဘက်မှာစစ်ခွေးတွေလက်နက်ကြီးထိုင်ထားတဲ့နေရာဘက်မှာစီတင်မုံတွေလှည့်တွေမီးလောင်နေတာပါ။ လောင်းလုံးဘက်ကိုရောက်နေတဲ့စစ်ခွေးစစ်ကြောင်းကိုပြစ်ကူပေးရင်းနဲ့လက်နက်ကြီးပြန်ကြတာလားဘာကြောင့်မီးလောင်ပောက်ကွဲတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပါတယ်လက်ရှိအချိန်မှာစီတင်မောများမီးလောင်နေတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိနေပြီးတော့လမ်းသွားလမ်းလာပြည်သူများကိုစစ်ဆင်းမှုများပြုလုပ်နေတယ်လို့သိရပါတယ်အလားတူပဲမန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိတ်မန်းရက်ကွာခေါဝင်စိတ်ကမ်းမှာစံဘီလက်မြေနဲ့ထုံများတင်ဆောင်ထားတဲ့ ်ကုန်ပြစ်စည်းတင်တင်မော်တစီမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။အော်တိုဝါလာ14ရက်နေ့မှာမွန်လွယ်တနိုင်25မိနစ်ခန့်မှာအဲ့ဒီကုန်ပြစ်စည်းတင်တင်မော်ကိုဂဟေစော်ရကနေပြီးတော့မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးမွန်လွယ်3:15မိနစ်ခန့်မှာမီးငိမ့်တက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကာကွယ်တပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးရဲစခန်းကိုပြန်သိမ်းဖို့လာတဲ့ စစ်အုပ်စုနဲ့ကာကွယ်တပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်အုပ်စုဘက်ကအထိနာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းညာမျိုးနဲ့စုံရကနေအင်အားတရာဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေဟာငန်းစော်မျိုးနဲ့ဒုံတင်ရွာကိုရောက်ရှိတဲ့အော်တိုဘားလ10ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ဒီကနေ့အထိကိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့မှာပဲစစ်ကောင်စီတပ်ဘက်က15အုပ်ထက်မနည်းသေဆုံးသွားတယ်လို့ဆိုပါတယ်။ငန်းမြကြီးကိုကျွန်တော်တို့ကတင်ထားတယ်သူတို့စစ်ကောင်စီကပြန်လာယူတာ ကျန်တဲ့ရက်တွေကလေချောင်းတိုက်ခိုက်မှုမရှိဘူး14ရက်နေ့မနက်မှာပဲလေချောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့မြေပြင်တိုက်ခိုက်ရေးရဲဘော်တအုပ်ကပြောပါတယ်တိုက်ပွဲအတွင်းမှာအထိနာနေတဲ့စစ်ကောင်စီတပ်ကအော်တိုဘားလ14ရက်နေ့မနက်10:00နာရီခွဲကျော်လောက်မှာကာကွယ်ရေးအဖွဲ့တွေဘန်ကာအဖြစ်နဲ့ယူထားတဲ့ နေရတဝိုက်ကိုတိုက်လေရန်ဒစည်းနဲ့လေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားလို့ရဲဘော်တအုပ်ကြာဆုံးပြီးလေးဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရတယ်။လက်ရှိမှာငန်းမြာကြီးကနေထွက်လာတဲ့ကာကွယ်တပ်ဖွဲ့တွေကယာယီဆုတ်ခွာပေးထားပေမဲ့ငန်းမြာကြီးရဲစခန်းကစစ်ကောင်စီလက်ထဲကိုပြန်လည်ရောက်ရှိသွားတာမျိုးတော့မရှိသေးဘူးလို့ဆိုပါရတယ်။လေးချောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်သားတွေဟာဒုံတင်ရွာနဲ့တဆက်ထဲမှာရှိတယ်။ မိုးထောင်ရွာကနေအိမ်တွေကိုမိရှို့ဖျက်ဆီးပြီးစုံစာတဲကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။ငမ်းမြကြီးရဲစခန်းကိုဩဂတ်လ19ရက်နေ့မှာကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့တက်ချက်ကြီးအပါဝင်ရဲတပ်ဖွဲ့ဝင်9ဦးနဲ့အမျိုးသမီး2ဦးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့တနက်10:00နဲ့ခဲရန်တွေကိုလည်းသိမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတိုင်ထန်းတပင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူတအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ရေတာရှင်မြို့နယ်မှာလည်းကြေးရွာများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူလဲဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံမြို့နယ်ရှင်ဖြူတောင်မှာအကြမ်းဖက်စစ်တပ်နဲ့ PDF ပူးပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားရာဒေသအနီးမှာရှိတဲ့စစ်ဘေးရှောင်စခန်းကပြည်သူတအုပ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲရေတာရှင်မြို့နယ်မှာလည်းအော်တိုဘားလ17ရက်နေ့ကတာယာကုန်းကြီးရွာမှာအခြေချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်တောင်းမြက်အရှိတ်ဒေသမှာရှိတဲ့ကြီးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် အယက်သားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကအယက်သားပြည်သူများနေထိုင်ရာကြေးရွာများစာတင်ကျောင်းများကိုမကြာခဏလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်လေရှိပြီးတော့အမတ်နဲ့စစ်ဒေသခွဲမှာစပ်ပမာလာတလတာအတွင်းအယက်သားပြည်သူ၂၂ဦးထိခိုက်ဒဏ်ရာရရှိက၄ဦးသေဆုံးခဲ့ရတယ်လို့တောင်ပိုင်းစစ်ဒေသအမတ်နဲ့စစ်ဒေသခွဲကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးပြီးစစ်မှုထမ်းရန်စေခိုင်းခံရသူ၅ဦးအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ73ရက်နေ့မှာကော်တောင်းမြို့နယ်အခြေစိုက်ခမရ43တရင်ကရဲဘော်3ဦးဟာဘိန်းမြို့အခြေစိုက်ခလိုက်ရ103တရင်ကိုရောက်ရှိနေတဲ့အချိန်ထွက်ပြေးလာပြီးတော့ ဘေးပါကဖထမ်းမှာဝင်ရောက်ခိုးလုံခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအလင်းဝင်ခိုးလုံလာသူများဟာ ARD တိုင်းဒနုဗျူကတအူရှမ်းပြည်နယ်တောင်ကြီးမြို့ကနှစ်ဦးဖြစ်ပြီးတော့အကြမ်းမဆက်တက်ကမတရားဆင်မှုထမ်းခိုင်းရန်မဲနိုင်ရွေးခဲ့ရကနေပြီးတော့မဲပေါက်ပြီးဝင်ရောက်ခဲ့ရတဲ့သူတွေဖြစ်တယ်လို့သိရပါဗျ။အလားတူပဲအော်တိုဘားလ17ရက်နေ့ကလည်းတိုက်စီရွှေဒူးတက်ကမတရားဖမ်းဆီးပြီးတော့အတင်းအဓမ္မစစ်မှုထမ်းရန်စီခိုင်းခံရသူတပ်သားတအူးဟာထွက်ပြေးလာပြီးတော့အော်တိုဘားလ13ရက်နေ့မှာ ဘိတ်ပါကဖထမ်းမှာဝင်ရောက်ခုံလုံခဲ့တယ်လို့သိရပါတယ်ဘိတ်မြုံမှာလုံအားကရှင်းပြီးတော့အိမ်ကိုအပြန်လမ်းလျှောက်လာတဲ့အချိန်ညနေ9:30မိနစ်ခန့်မှာဖမ်းဆီးခံရပြီးတော့ချင်းချောက်ပြီးအတရားဓမ္မစစ်သားတဲ့စူတောင်းခံရသူဖြစ်တယ်လို့သိရပါတယ်အလားတူပဲစက်တမလာ22ရက်နေ့ကလည်းဘိတ်မြုံနယ်ခလာရ103တပ်ရင်းတုံးမျိုးကြီးစခန်းကစစ်မှုထမ်းအပတ်စဉ်တင်းတန်းစင်းရဲဘော်တအူးဟာ ် MA2 အမျိုးအစားတနက်တလက်လက်ပြဘုံနှလုံး G184000 လောက်နဲ့အတူဘိတ်ပါကဘထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးအလင်းဝင်ရောက်လာသူများကိုဘိတ်ပါကဘကနှွေးထွေးစွာကြိုးစိုးကကောင်းမွန်စွာစောက်ရှောက်ပေးထားတယ်လို့သိရပါတယ်စစ်ကောင်စီဘတ်တော်သားများအနေနဲ့အမှန်တရားကိုသိမြင်ပြီးတော့ပြည်သူထမ်းမှာအလင်းဝင်ရောက်လိုပါကဘိတ်ပါကဘထမ်းကိုဆက်သွယ်နိုင်တယ်လို့အသိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ